ျွန်တော်မေးချင်တဲ့မေးခွန်းကအာတချို့တွေကဉာဏ်ပညာထက်မြတ်ကြတယ်ပေါ့နော်တချို့တွေကဉာဏ်ပညာမထက်မြတ်ကြဘူးပေါ့အဲ့တော့အဘိဓမ္မာ sorry အဘိဓမ္မာသင်လို့ရှိရင်အာဉာဏ်ပညာထက်မြတ်တယ်လို့လည်းအာကြောက်ဘူးတယ်ပေါ့နော်နောက်တစ်ခုကဒီစာအုပ်ထဲမှာရေးထားတာက ရှိတုံကအတော်ထင်ရှားတော့ဆရာတော်တပါးဒီရဲ့လွန်ခဲ့တော်ဘဝကစိတ်ရှိလက်ရှိစာချဖူးတပြေရခုဘဝမှာလောကဓမ္မနှစ်ဌာနနိုင်ထင်ရှားကြော်ကြတော့ကြံတက်ပုဂ္ဂိုလ်ကြီးတပါးဖြစ်လာရတတဲ့တဲ့ဆိုတော့ဒီမှာကဒါဆရာတော်ဆိုတော့သူကဒီပါဠိစာပေတွေကိုတင်တဲ့ သင်ပေးတယ်လို့သင်ပေးတာပေါ့နော်လော်ကီစာပေးထားပေါ့အဲ့တော့ရှေ့တုန်းကသူအဒီပါဠိစာပေတွေသင်ကြားပေးကြတဲ့ကုသိုလ်ကြောင့်ဒီဘဝမှာတအားကိုကြော်ကြားပြီးတော့အာလို့ဉာဏ်ပညာတအားထက်မြက်တဲ့အပုဂ္ဂိုလ်ယဟန်တစ်ပါးဖြစ်တယ်လို့ဒီမှာရေးထားတယ်ပေါ့ဆိုတော့အာကျွန်တော်သင်ချင်ရှာသိချင်တာက နောင်ဘဝမှာဉာဏ်ပညာထက်မြတ်ရအောင်ဥမာဒီပါဠိစာပေတွေကိုသင်ယူလေ့လာပြီးတော့ပြန်ပြီးမျှဝေရမျှဝေတဲ့ကုသိုလ်မျိုးလောက်ရမှာလားအာဒီအဘိဓမ္မာသင်ရတာလားဘယ်လိုမျိုးဘာမျိုးပြုလုပ်လို့ရမသိဉာဏ်ပညာထက်မြတ်အောင်နောက်တစ်ခုတချို့တွေကဉာဏ်ပညာထက်မြတ်ပြီးတော့တချို့တွေကဘာကြောင့်ဉာဏ်ပညာမထက်မြတ်ရတာလဲအဲ့ဒီမှာ ုဒ်အကုဒ်တွေ့ချောက်လာအဲ့ဒါကျွန်တော်ကိုနည်းနည်းရှင်းရှင်းလင်းလင်းဖြစ်တော့ဂျေဇုပြုရှင်ပြပေးပါ Jesus อืมဒါလေးကိုကျွန်တော်တို့ကတကယ်တော့ပါဠိစာပေမှာအာရှိပီတာဒါဆိုပါဠိစာပေမှာပါကြမယ်အဲ့ဒီကျွန်တော်ကအဲ့ဒီတုတ်တန်ကိုပြင်ထားပေးမယ်။ ်ဆိုမြေစွာဖျားရဲ့ခဲမှာသူဘာဆိုတဲ့လူလင်းနော်ယောက်ျားလေးတယောက်ကမြေစွာဖျားစီအာချင်ကပြီးတော့မြေစွာဖျားကိုဒီမိခွန်းကိုမေးထားပါတယ်ဒါဆိုမြေစွာဖျားကဘယ်လိုဖြစ်ထားလဲလို့ကျွန်တော်တို့ကဖတ်ကြည့်လိုက်မယ် Dạ, sở đi mà phát dì mẹ. Bởi dù phát bì mẹ lấy, sở đó mà sư yà đà nà mẹ phát bì mẹ lấy. Này à, cô sẽ chào. Ok, sẽ phát bì bạn. à, lưu... လူလင်းနဲ့ဤလောက၌မိမဖြစ်စေယောက်ျားဖြစ်စေအချို့သောသူသည်တမနာကို၎င်းဗျမနာကို၎င်းချင်းကပ်ပြီးလျှင်အရှင်ဖုရားအဘယ်တရားသည်ကုသိုလ်ပါနည်းအဘယ်တရားသည်အကုသိုလ်ပါနည်းအဘယ်တရားသည် အပြစ်ရှိပါသနည်းအဘယ်တရားသည်အပြစ်ကင်းပါသနည်းအဘယ်တရားသည်မိဝဲထိုက်ပါသနည်းအဘယ်တရားသည်မမိဝဲထိုက်ပါသနည်း အဘယ်သို့ပြုသော အကျွန်ုပ်မှာရှိကြရှိစွာသော ကာလပတ်လုံးစီးပွားမဲ့ခြင်းကဆင်းရဲခြင်းကဖြစ်ပါသည်။အဘယ်သို့ပြုသောအကျွန်ုပ်မှာရှိစွာသောကာလပတ်လုံးစီးပွားခြင်းကချမ်းသာခြင်းကဖြစ်ပါသည်ဟု အဖန်ဖန်မေးခြင်းကို မပြုထိုသူသည်ဤတို့ပြည့်စုံသောဤတို့မှားရင်းစွာစောက်တည်သော ထိုကံကြောင့်ကိုယ်ခန္ဓာပြည့်စည်၍ တေပြီးသည်နောက်မှတေပြီးသည်မှနောက်၌ချမ်းသာကင်းရာမကောင်းသောလာရာဖယိုဖယဲကြရာငရဲသူကဲ့ရောက်ရာဤကိုခန္ဓာပြည့်စည်၍တေပြီးသည်မှနောက်၌ချမ်းသာကင်းရာမကောင်းသောလာရာ ဖယိုဖယဲကြရာငရဲသို့အကယ်၍မကက်ရောက်ပေလူအဖြစ်သို့ရောက်ခဲ့လျင် ထိုထိုဖြစ်လျရာရာ အမျိုး၌ပညာမဲ့ဤလူလင်တာမနာကို၎င်းယမနာကို၎င်းချင်းကပ်ပြီးလျင်အရှင်ဖျားအဘယ်တရားသည်ကုသိုလ်ပါနိအဘယ်တရားသည်အကုသိုလ်ပါနိအဘယ်တရားသည်အပြစ်ရှိပါသည်နိအဘယ်တရားသည်အပြစ်ကင်းပါသည်နိ အဘယ်တရားသည်မိဝဲထိုက်ပါသည်။အဘယ်တရားသည်မမိဝဲထိုက်ပါသည်။အဘယ်သို့ပြုသော အကျွန်ုပ်မှရှည်စွာသော ကာလပတ်လုံးစီးပွားမဲ့ခြင်းဟာဆင်းရဲခြင်းဟာဖြစ်ပါသည်။အဘယ်သို့ပြုသော အကျွန်ုပ်မှရှည်စွာသော ကာလပတ်လုံးစီးပွားခြင်းဟာချမ်းသာခြင်းဟာဖြစ်ပါသည်ဟု အဖန်ဖန်မီးပြန်းခြင်းကို မပြုခြင်းသည်ပညာမဲ့ခြင်းကို ဖြစ်စေတတ်သောအကျင့်သည်လူလင်ဟုတ်အဲ့ဒါပဲဒါဆိုကျွန်တော်တို့ကဒီနေရာမှာအော်ဟုတ်ပါပြီအော်တော့ပါပြီဒါဆိုဆက်ဆက်လက်ပြီးဖိုင်အောင်ဒါဒုတိယပိုင်းကျေးဇူးတင်ပါတယ်အော်ဟုတ်ကဲ့ဆရာနော်လူလင်ဤလောက၌မိမဖြစ်စီယောက်ျားဖြစ်စီအချို့သောသူသည်တမနာကို၎င်း ယမနာကို၎င်းချင်းကပ်ပြီးလျင် အရှင်ဖျားအဘယ်တရားသည်ကုသိုလ်ပါနီအဘယ်တရားသည်အကုသိုလ်ပါနီအဘယ်တရားသည်အပြစ်ရှိပါသနီအဘယ်တရားသည်အပြစ်ကင်းပါသနီအဘယ်တရားသည်မိဝဲထိုက်သော တရားပါနီအဘယ်တရားသည်မမိဝဲထိုက်သောတရားပါနီအဘယ်သို့ပြုသော အကျွန်ုပ်မှာရှည်စွာသော ကာလပတ်လုံးစီးပွားမဲ့ခြင်းကဆင်းရဲခြင်းကဖြစ်ပါသည်။အဘယ်သို့ပြုသောအကျွန်ုပ်မှာရှည်စွာသော ကာလပတ်လုံးစီးပွားခြင်းကချမ်းသာခြင်းကဖြစ်ပါသည်ဟု အဖန်ဖန်မေးမြန်းခြင်းကိုပြု၏။ထိုသူသည်ဤသို့ပြည့်စုံသောဤသို့ကောင်းစွာစောက်တည်သောထိုကံကြောင့်ကိုယ်ခန္ဓာပြည့်စည်၍တေပြီးသည်မှ နောက်၌ ောင်းသောလာရာနတ်ပြည်လောကသို့ကဲ့ရောက်ရ၏ကိုခန္ဓာဖြည့်စည်း၍တည်ပြီးသည့်နောက်၌ကောင်းသောလာရာနတ်ပြည်လောကသို့အကယ်၍မကဲ့ရောက်ဘဲလူအဖြစ်သို့ရောက်ခဲလျင်ထိုထိုဖြစ်လေရာအရာ ဖြစ်လေရာရာအမျိုး၌ပညာကြီး၏လူလင်တမနာကို၎င်းယမနာကို၎င်းချင်းကပ်ပြီးလျင်အရှင်ဖျား အဘယ်တရားသည်ကုသိုလ်ပါနည်းအဘယ်တရားသည်အကုသိုလ်ပါနည်းအဘယ်တရားသည် အပြည့်ရှိပါသနည်းအဘယ်တရားသည် အပြည့်မရှိပါသနည်းအဘယ်တရားသည်မှီဝဲထိုက်ပါသနည်းအဘယ်တရားသည် မမှီဝဲထိုက်ပါသနည်းအဘယ်သို့ပြုသော အကျွန်ုပ်မှာရှည်စွာသော ကာလပတ်လုံးစည်းဝါးမဲ့ခြင်းဟာစင်ရဲခြင်းဟာဖြစ်ပါသနည်းအဘယ်သို့ပြုသော အကျွန်ုပ်မှာရှည်စွာသော ကာလပတ်လုံး စည်းဝါချင်းကချမ်းသာခြင်းကဖြစ်ပါသည်နည်းဟု အဖန်ဖန်မေးမြန်းမှုပြုခြင်းသည်ပညာကြီးခြင်းကိုဖြစ်စေတတ်သောအကျင့်သည်ပါဆရာဘီကျေးဇူးမြတ်တင်ပါတယ်ဒါဆိုဒီနေ့မှာကျွန်တော်တို့ကမြတ်စွာဘုရားရဲ့တရားတော်အတိုင်းကြည်လိုက်မယ်ဆိုလို့ရှိရင်ဆရာတော်တွေတရားဓမ္မကိုလေ့လာထားတဲ့ပုဂ္ဂိုလ်တွေတို့ကို ကျွန်တော်တို့ကသွားပြီးတော့တရားထမမေးမဆိုရင်အဲ့လိုဆိုရင်တော့နောက်ဘဝမှာလူဘဝရမယ်ဆိုရင်ပညာကြီးမယ်မမေးဘူးဆိုရင်နောက်ဘဝမှာဆိုရင်တော့ပညာနဲ့နဲ့တယ်ပေါ့အဲ့ဆိုဒီဟာကတော့မြတ်စွာဘုရားရဲ့တရားတော့နော်အာကျွန်တော်တို့ကအဲ့ဒီ တရားတော်မှလွယ်ပြီးနောက်ထစဉ်းစားလို့တော့ရပါတယ်ဒါပေမဲ့အဲ့ဒီနောက်ထဟာတွေနောက်ထပါပဲဒါဆိုဟုတ်ပါပြီဒါဆိုဒီဘဝမှာတရားပြန်တရားဟောမယ်အဲ့လိုစရင်နောက်ဘဝမှာပညာကြီးမယ်ဆိုပြီးတော့ဖြစ်နိုင်ပါတယ်နော်ဘာကြောင့်လဲဆိုတော့အခြေခံတရားဆိုရင်တော့ကျွန်တော်တို့ကသူတစ်ပါးကိုလှုပ်တဲ့အတိုင်းကိုကိုကိုလည်းကျွန်တော်တို့ကပြန်ခန်းစားမှာပေါ့ဆိုတော့ သူတပားကိုသတ်မဲ့ဆိုရင်ကိုကအတခံမယ်ပေါ့အဲ့လိုဆိုရင်သူတပားကိုပညာကျင့်စီမယ်ဆိုရင်ကိုစီမှာပြီးတော့ပညာအကျင့်ခံမယ်ပေါ့ပညာရသွားမယ်ပေါ့ဒါဆိုအဲ့ဒီဟာလဲမှန်တယ်ဒါပေမဲ့ um တိတိကြကြသိချင်တယ်ဆိုလို့ရှိရင်တော့မေးမှရမယ်ပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒါကြောင့်ပညာကြီးချင်တဲ့ပုံကိုယ်တွေကို အကျွန်တော်ကစာအုပ်ဖတ်ဖို့နှူးဆော်ပေးခြင်းပါတယ်အများကြီးဒီအဘွဲတို့အမ်ဘွဲတို့ရရှိခြင်းပါတယ်ဒါပေမဲ့အထူးကအဖြစ်မေးမြန်းစေခြင်းပါတယ်နော်မေးခွန်းတွေမေးစေခြင်းပါတယ်တရားထမမေးခွန်းတွေမေးမဲ့ဆိုလို့ရှိရင်အဲ့ဒီမှာပြီးတော့အမ်အဲ့ဒီမှာပြီးတော့ အပညာအကြီးဆုံးရမှာပါဆိုတော့တရားဓမ္မကလောကမှာပညာတွေထက်ပေါ်ပြီးကြီးပါတယ်ထက်ပေါ်ပြီးမြင့်မြတ်ပါတယ်ဒါကြောင့်တရားဓမ္မမိခွန်းတွေမေးမဲ့ဆိုလို့ရှိရင်ဘယ်ဟာမဆိုနဲ့ပြီးတော့ပညာကြီးနိုင်ပါတယ်ဆိုပါဆိုစီပညာပဲမေးမဲ့ဒါမဟုတ်သင်္ချာပညာပဲမေးမဲ့ဆိုရင်တော့အဲ့ဒီဟာကအဲ့လောက်မမြင့်မြတ်ဘူးအဲ့လောက်မကြီးဘူးတရားဓမ္မလောက်မကြီးဘူးပေါ့ အဲ့ဒါကြောင့်အဲ့ဒီမှာမေးလိုက်ပြီးတော့အဲ့ဒီမှာလေးလာပြီးတော့အဲ့ဒီမှာသင်ပေးပြီးတော့ကုတော်ရပေမဲ့အများကြီးတော့မဟုတ်ပါဘူးတရားဓမ္မမိခွန်တွေမေးမဲ့ဆိုရင်အာပညာအကြီးဆုံးရမှာပါကျေးဇူးတင်ပါတယ်